င်္ဂလာပါ Barbie's Mega Home Pregnancy and Prenatal Series မှာကြိုဆိုပါရတဲ့ဒီ back က week 29ကျမတို့ကတတိယ trimester တွေကိုရောက်ခဲ့ပြီပေါ့နော်ဆိုတော့ဒီချိန်မှာဆိုရင်ကျမတို့ကကလေးလေးနဲ့တွေ့ရဖို့ပို့ပြီးတော့နီးစပ်လာပြီပို့ပြီးတော့လည်းအခက်ခဲဆုံးကာလလို့ပြောနိုင်ပါတယ်ဒီတတိယ trimester ဒီကျမတို့ကိုယ်ဝန်ဆောင်တဲ့ကာလပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကပို့ပြီးတော့ကြီးလာတယ်ပို့ပြီးတော့လေးလာတယ်ပင်မလာတယ်ပေါ့နော်ဒီအနေနဲ့မှာလည်းကျမတို့ကလေးကိုတွေ့ဖို့အတွက်ချိန်ကနီးလာပြီဆိုတော့စိတ်လှုပ်ရှားလာတယ်အထူးသဖြင့် mental health ပေါ့နော် psychiatrist လှုပ်ရှားလာအပြင် ြင်းကျမတို့ကစိတ်ပူတယ်အသာမျိုးတွေကလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီ bus တိုင်းမှာကျမတို့တွေ့ကြုံရတဲ့တွေ့ကြုံတွေပြင်ကျမတို့ဒါတွေကိုဘလို့ခြင်တွေ့မလဲဆိုတာလေးလည်းပြောင်းဝေးသွားမှာပါကျမကိုယ်တိုင်လည်းဒီဟာကို record လုပ်နေတဲ့အချိန်ကကျမ29 weeks and 6 days ပေါ့နော်29ပတ်နဲ့9ရက်ပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ဒီဟာကို record လုပ်နေတာပါအာကျမဒီနေ့ဆိုလို့ရှိရင် doctor appointment သွားရတယ် doctor appointment မှာအဓိကကျမတို့ပြောဖြစ်တာကတော့ anxiety ပါစိတ်စိတ်ပူပန်တဲ့ဟာပေါ့နော်အဲ့ဒီဟာအခုတလုံးမှာအရန်ဟုတ်ပဲထကြွာလာ ါတယ်ကလေးကကျမ ultra sound ကနှစ်ခါရိုက်ပြီးသွားပြီဒါပေမဲ့နောက်ထပ်ထပ်မရိုက်ခိုင်းတော့တဲ့ခါကျတော့ကျမထပ်ရိုက်လို့ရမလားပေါ့နော်ကလေးကပုံမှန်အနေထားမှာရှိလားသိချင်တယ်ကလေးကဘလောက်ကြီးနေလဲသိချင်တယ်အဆက်သက်ဖြစ်ပေါ့နော်ကျမကိုဝန်ဆောင်စည်းချိုးကလည်းရှိတဲ့ခါကျတော့ကလေးများရန်ထွားနေလားဒါမှမဟုတ်ရင်ဘာတွေများရှိဖြစ်နေလဲနောက်ခါကျမမှာဒီ umbilical cord ပြဿနာပေါ့ကလေးရဲ့ဒီအချင်းနိုင်ကသူကအရင်ပဲဖြောင်းနေတဲ့ပြဿနာရှိတယ်ဆိုတော့ကိုဝန်ဆောင်ဒီတိုင်းမှာဒီလိုပြဿနာလေးရှိတဲ့ကြပါတယ်ပေါ့နော်ဒါပေမဲ့လည်းကျမ anxiety ရှိတဲ့ခါကျတော့စိုးရိမ်တာပေါ့နော် ါ့เนาะမိဘတော်မြင်ရလိုက်တာမျိုးလေးရှိတတ်ပါတယ်အဲဆံဝဲကပြောလဲဆိုတော့အဲကျမတို့တွေကဒါတွေကို check up လုပ်နေလို့ဒါသိတာဟိုးရှိခက်ခရေကဟောเนาะလူတွေက ultrasound တွေဘာတွေမပေါ်ခင်ခရေကအမျိုးသမီးပေါင်းများစွာဟာသူတို့ကိုယ်ဝန်ဆောင်ပြီးွားတော့အာမိဖွားခဲ့ကြတာဘာဖြစ်တနာမှမရှိဘူးเนาะကလေးလည်းတတ်ရှင်တဲ့ကလေးအများကြီးပဲဆိုတော့ဒါကိုကျမတို့ကအခုသိလို့ဒါကျမတို့အချင်းနိုင်ကဖြောင်းနေတယ်ကောက်နေတယ်တိုးနေတယ်ရှည်နေတယ်ဒါတွေကိုသိတာဖြစ်တယ်အဲဒါကြောင့်မလို့ကျမတို့အရင်ကြီးမစိုးရင်နေပေါ့เนาะအခုလောဆယ်မှာတော့ကလေးကလည်းဖွံ့ဖြိုးတဲ့ပုံမှန်အတိုင်းဆိုတော့သူတို့ကတော့မစိုးရင်ဘူးဆိုတော့ ဲ့အတွက်ကြောင့်မလို့ကျမကလည်းအရင်မစိုးရင်လည်းလိုအပ်လို့ရှိရင်ဒါဆရာဝန်နဲ့တိုင်ပင်ဆို therapist နဲ့ပြရပါတော့ဆိုတော့ကျမ therapist နဲ့ပြခိုင်းတယ်ဆိုတော့ကျမဒီချိန်မှာမြင်တဲ့ therapist နဲ့ပြရရတယ်ကြဆိုတော့ကျမအခု appointment လုပ်နေတယ်ဒီအာဒီ therapist နဲ့ပြဖို့ပြောဖို့ပေါ့နော်ဒါဆိုတော့ကိုကပြောလိုက်ရင်ကိုစိတ်ထဲမှာရှိတဲ့ဥစ္စာကိုပြောလိုက်ရရင်အနေစိတ်ထွက်ပေါက်ရတယ်စိတ်သက်သာရရတယ် therapist တွေကလည်းသူတို့က train ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြန်ပြောရမလဲလိုက်တဲ့ဘာတွေကို coping strategies တွေပေါ့နော်ဟာဘယ်လိုမျိုးအရင်နေစိတ်ပူလာရင် panic ဖြစ်လာရင်ဘယ်လိုမျိုးနည်းနဲ့ရနေပြီးတော့ကျမတို့ရှောင်ထွက်ကြမလဲဘယ်လို ို့ကာကွယ်ကြမလဲဘယ်လို self care ယူမလဲဒါလေးတို့တို့ပြောပြရတယ်လေနော်။ဘာလို့ဒီရွယ်မှာအကြီးချိန်မှာဆိုရင်ကလေးလေးတွေကအာရွယ်စား15လက်မကျော်ကျော်လောက်ဖြစ်နေပြီတဲ့နော်။15လက်မဆိုတော့ရွှေချီရှင်နေပြီဆိုတော့ပေါင်ကလည်း3ပေါင်လောက်ဖြစ်နေပြီတဲ့နော်။ဟောကျမသားလေးလည်းခုလောစင်မှာ3ပေါင်ပဲဆိုတော့ဒါပုံမှန်ပဲပေါ့နော်။အဲ့လိုဖြစ်နေပြီတဲ့နော်။မိဘတွေအနေနဲ့ဆိုလို့ရှိရင်တော့ဖြစ်သက်ဖြစ်လေးဖြစ်တာရှိတာကဒါအနီးမရအနီးမရဆိုတော့သူရနေတဲ့ယောဂဖြစ်နိုင်နေဆရာဝန်ကတော့အကြောင်းမလို့ကျမတို့ရှေ့ပိုင်းမှာ check ကလုပ်ကြည့်တယ်ပေါ့နော်။အနီးမရရှိမရှိသူရနေတာရှိမရှိအဲ့ဒါကြည့်လို့ရနိုင်တယ်။သူရနေမှာဖောက်ပြီးွားတော့နေတဲ့ ဆိုလို့ရှိရင်ကျမတို့ iron supplement ယူတောက်လို့ရတယ်အထူးသဖြင့်ပေါ့နော်ကိုကအရင်နုံနေတာလို့ weak ဖြစ်နေလို့ခံစားရလို့ရှိရင်ဒါဒေချာပေါက် check လုပ်ကြည့်ပါဒါအနီးမရများလားဒါသွေးရနေတဲ့ပြဿနာလားသွေးရနေတယ်ဆိုလို့ရှိရင်လေအမီးတွက်လည်းမကောင်းဘူးကလေးတွက်လည်းမကောင်းပါဘူးအဲ့ဒါကြောင့်မို့ကျမတို့လိုအပ်လို့ရှိရင်ချို့ဆိုရန် severe ဖြစ်တဲ့ case ဆိုရင် iron ကိုပါဇက်ကတောက်ရုံနဲ့မကဘဲနဲ့သွေးတွေကနေပါပိုက်နဲ့သွေးရမျိုးတွေတော့ရှိတယ်ပေါ့နော် check up လုပ်ကြည့်ပါအဲမြန်မာနိုင်ငံမှာလည်း check up လုပ်လို့ရမှာပါနော်နောက်တစ်ခုကကျတော့ကျမတို့ဒီအချိန်မှာဖြစ်တာ prison hex အာဒါကတော့ရှေ့ပိုင်းမှာလည်းဖြစ်ခင်ပါပါဒီခါလေးကျရင်တင်းပြီးတော့ဖြစ်လာ ာလိုက်ပြန်ပြောသွားလိုက်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါက practice contraction လို့လည်းခေါ်တယ်ဒါကိုဟာပေါ့တအိမ်ကစပြီးတော့ကလေးကိုညှစ်ဖို့အတွက်ကျင့်နေတယ်လို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့အရင်အမေတစ်ခါကျရင်တော့ data ထိုင်တာမရှိအောင်တင်းလာမျိုးလေးလည်းရှိတော့ရှိတယ်ရေနွေးနွေးလေးကရေချိုးမယ်တော့ရေအေးအေးလေးရေတောက်လိုက်မယ်ဒါလမ်းလေးထားရှောက်လိုက်မယ်ဆိုလို့ရှိရင်သူကတက်တာသွားတက်ပါတယ်များသောအားဖြင့်ပေါ့နော်တကယ်လို့မှကိုရီးယားအဲ့လိုမျိုးလုံးလုံးမှမတက်တာဘူးနော်ရေမွာပေါက်လာတာမျိုးအဲ့လိုမျိုးတွေဖြစ်ပြီးတော့မှဒါမှမဟုတ်ရင်လေကျမတို့ကသွေးဆင်းတာမျိုးဒါဆိုရင်တော့ဒါစိုးရင်ရတယ်မဟုတ်လို့ရှိရင်တော့ကျမတို့ကတောင် တန်ယုံ prison hex လိုမျိုးဘိုက်ကကြောက်ခဲလို့မာလာလိုက်ပြန်ပြော့သွားလိုက်ဟိုနေရာနေတင်းပြီးတော့နာလိုက်ပြန်ပြီးတော့ကောင်းသွားလိုက်ဖြစ်တာဒါလေးတွေက prison hex လို့ခေါ်တယ်မွေးဖွားခြင်းလို့ဒါဘိုက်နာတာမဟုတ်သေးဘူးပေါ့နော်အမွေးဖွားခြင်းလို့ဘိုက်နာတာဆိုရှင်ရမ်းတိတာတယ်ကြောကုန်းကနေပြီးတော့စုပ်ပြီးတော့နာတယ်ထင်ပစုံနေရာနေပြီးတော့စုပ်ထားပြီးတော့နာပြီးတော့5မိနစ်တခါလောက်မခံမြင်နိုင်အောင်နာတာပေါ့နော်အဲအဲ့ဒါမျိုးဆိုတော့ဒါကလေးမွေးဖို့အတွက်နီးနေပြီမဟုတ်ရင်တော့ဒါရိုးရိုးတန်တန် cramp ဖြစ်တယ်လို့ပြောနိုင်ပါတယ်ကျွန်တော်ကျန်တာကတော့ရင်တော့အာ symptoms တွေအတိုင်းမှာပဲဘာမှထူထူထူးထူးဒီဘက်မှာ ဖြစ်တာရေလို့တော့မရှိပါဘူးပေါ့နော်။ Okay ဟာဆိုလို့ရှိရင်နောက်ပတ်ကြပါသွေးကြမယ်။ Bye